အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်တီချန်နယ်ရနေပရိသတ်များအားလုံးကြုံစုပါရယ်ဒီနေ့မှာတော့စာရင်းသူဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့မိစာနှင်ပွဲဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇာတ်လမ်းလေးမစသေးခင်မှာကျမတို့ရဲ့ channel လေးကို like ကန် subscribe နေနဲ့ဇာတ်လမ်းတစ်တစ်တင်လိုက်သိရှိနိုင်မှု notification လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်ဇာတ်လမ်းလေးစလိုက်ပါတော့မယ်ကျူတာအေးမြတဲ့ငှက်မောင်နှံရဲ့အော်မြီတန်ကြောင့်တပြေပြေအောင်မှတရားထိုင်နေတဲ့အောင်မြတ်တော်ရဲ့မျက်လုံးနဲ့ တပြေးပြေးပွင့်ထွက်လာခဲ့တယ်။စက်ကူအလင်းဖွင့်လိုက်တဲ့ဆိုရင်ပဲစိတ်လန်းစုပြင်းနေရဲ့ရှုခင်းတွေကိုစိတ်အေးချမ်းသာစွာဥစွာမြင်တွေ့လိုက်ရတယ်။ငါဘလောက်ကြာကြာတရားထိုင်နေမိပါလဲ။တကူလေတွေးတောရင်ယူနေစဉ်အချိန်မှပဲမလမ်းမကမ်းမှာဒူးထောင်ပေါင်းကားပြီးထိုင်နေရဲ့စာဒူးတစ်ပါးကအောင်မြတ်တာကိုတောပြေးကလမ်းယူပြိုင်းနဲ့ကောင်းကလေးမင်းတရားထိုင်နေရ9ရက်တောင်ရှိသွားပြီကွ။အခုတရားဖြုတ်ပြီးပြီးတော့မင်းရဲ့ဝမ်းပိုက်ထဲမှာ ပိုးပေါင်းများစွာတောင်းကျမ်းနေကြတယ်မို့လားဟုတ်တယ်စာဒူကြီးရဲ့ကြုံဝမ်းမိရမအေးရတော့အမှန်ဒါဖြင့်ဒီတတိလေးစားလိုက်အောင်စာဒူကြီးကပြောရင်းဆိုရင်လက်ထဲမှာကင်ထားတဲ့ဩစာတီတလုံးကိုအောင်မြတ်တာရှိရဘက်ကိုပြစ်ပေးလိုက်တယ်အောင်မြတ်တာလည်းသူ့စီပြစ်ပေးလိုက်တဲ့ဩစာတီကိုဖမ်းယူစားတော့ပြီးချိန်မှာတော့ရင်မတ်တစ်ခုလုံးအေးမြပြီးခွန်အားတွေတိုးလာတာကိုခံစားမိလိုက်တယ်အောင်မြတ်တာစားတော့ပြီးချိန်မှာတော့မလမကမ်းမှာထိုင်နေတဲ့စာဒူကြီးကယုတ်ကြီးပြောက်ွယ်သွားခဲ့တယ် အောင်မြတ်တာနဲ့ထိုင်နေရမှထနိုင်ပြီးတူကြားအန်အောပွဲရာတွေနဲ့ပြင်းထန်နေရဲ့မဟာမြိုင်တော်ကြီးအတွင်လှည့်ပတ်ကကြည့်ရှုနေရဲ့ချင်းလူကစားနှီးပါလောက်မြင့်တက်နေရဲ့ညောင်ပေနှပင်ကိုမြင်တွေ့လိုက်ရတယ်။ညောင်ပေကိုမြင်တော့သူတစ်ပယ်နေရောက်ဖြစ်တဲ့တက်ခိုင်နဲ့တောက်ရအောင်တတိယမိချင်းညောင်နေပေကအသက်ဝင်လာတဲ့အလားရေတိုးလှောက်ရှားလာပါလိမ့်ရော။အောင်မြတ်တာလည်းတက်ရှိတကားပေါ်မှာလှောက်ရှားနေရဲ့ညောင်နေပင်ကိုလက်နှစ်ဖက်နဲ့ထိတွေ့ကြင်တွေ့လိုက်မှအကိုင်းခက်တွေရ အိမ်မွေးကြောင်တကောင်လို့အောင်မြတ်တာရဲ့ရင်မှတ်တဲတိုးဝင်လာခဲ့တဲ့အချိန်အောင်မြတ်တာကအင်းငါပြီးတော့ပြောင်းဝင်ဖို့လိုလာပြီတင်တယ်အဲဒီလိုရေရိုးလိုက်ပါတော့တယ်ဟေးဟေးနေအောင်ဆောင်းတော့မယ်မြန်မြန်လုပ်ကြဆရာကြီးကငါတို့နေမဝင်ခင် ရွာရောက်ပြန်ကြရမယ်လို့မှားထားတာမမေ့ကြနဲ့အောင်ဦးကောင်းမှလုံကြီးတထဲကိုပတ်ထားတဲ့လူကြီးရဲ့စကားကြောင့်ကောက်ဆိုင်ပြုံးနှုတ်နေကြတဲ့တောင်သူလယ်သမားတွေအားလုံးလုံလဆာလုံးတေကိုလက်ဆက်သက်ကအိမ်ပြန်ကြဖို့ပြင်ဆင်ကြပါလိမ့်ရော့ ကတိယုတ်တျောက်အချင်းချင်းစနောက်တန်လောင်ပြောင်အော်ဟိတန်နေတဲ့တူညနေခင်ချိန်ရအတိတ်ပဲပြေဆုံးနေခဲ့တယ်။ရွာဝေနာဟောက်ရောက်တော့အသက်40ဝန်းကျင်လူကြီးတယောက်ကတိုက်ပုံရင်မဟပြဲကိုဝစ်ပြီးရွာထိပ်မှာမတက်ရက်နေရမြင်တော့အိမ်ပြန်လာကြတဲ့သူတွေကဆရာကြီးဘလို့ပြစ်လို့ရွာပြင်တိထွက်ဆောင်နေရလဲ။ခုတလောမင်းတို့စောစောပြန်ခိုင်းတဲ့အကြောင်းရင်းကိုတော့သိကြလား။မသိဘူးဆရာကြီးဘာဖြစ်လို့လဲ။အေးငါပညာအတိအ မင်းတို့ရွာပေါင်းရင်ချင်းမှမကောင်းတဲ့အငွေသက်တွေကိုမြင်နေရတယ်။ဒါကြောင့်နေမဝင်ခင်ရွာထဲကိုအရောက်ဝင်လာဖို့မှားခဲ့တာ။ဗျာဟုတ်တယ်မပြနဲ့။အိမ်ပြန်ရောက်ပြီးရနဲ့ရေမိုးချိုးပြီးကာလာသားတွေကိုစုထားလိုက်အောင်။တရွာလုံးအားထားရတဲ့ဆရာဖြစ်သူရဲ့စကားကိုရွာသားတွေမလွန်ဆန်ရဲတော့ပဲခက်တုတ်တုတ်ထွက်သွားခဲ့တယ်။ဦးလုံးဆရာကြီးကိုခုထိမတွေ့သေးပါလား။အေးငါလဲလိုက်ရှာနေရ။ဘယ်ရင်များရောက်နေရလဲမသိဘူး။ဆရာကြီးပြောင်းနေရဲဆိုတဲ့စကားကြောင့် ကာလာသားတွေကိုလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကြတယ်။အဲ့ဒီချိန်ဖာကြီးလုံဖာကြီးလုံဓမ္မယုံအောက်ကနေအမောတကောအော်နေရဲ့တန်နေကြောင့်အပေါ်မှာရှိတဲ့သူတွေအားလုံးပြေးဆင်းလာပြီးတော့ဟဲ့ငကြွက်ဘာဖြစ်တာလဲဆရာကြီးရွာပြင်မှာသွေးအလူးလူးနဲ့လူးလိမ့်နေရဲ့တဲ့ဟေးငကြွက်စကားအဆုံးမှာကာလာသားတွေအားလုံးရွာပြင်ကိုပြေးထွက်လာပြီးတော့ကြည်လိုက်တော့ရွာဝင်းဆက်မှာတန်ရာပလက်ပွားနဲ့လူးလိမ့်နေရဲ့ဆရာကြီးကိုတွေ့လိုက်ရတယ် ဟဲ့အရင်မသွားနဲ့အောင်မှောင်ရလေမောင်လောင်ရောင်ကလည်းမသေးခွဲဖြစ်နေရဲ့ချိန်မှုဥလုံးကကာလာသားတွေကိုဟန့်ထားလိုက်ပြီးတေချာကြည့်လိုက်တော့ဆရာကြီးရဲ့ဘီမှာ ကုန်းကုန်းကွားကွားနဲ့လှောက်ရှားနေရဲ့အရေးတခုမြင်လာရတယ်ဟဲ့မလုံးနဲ့ရမ်းလိုက်စမ်းဥလုံးရဲ့အော်ဟစ်တန်ကြောင့်ကာလာသားတွေအားလုံးလက်ထဲမှာပါလာတဲ့ဒုတ်သားတွေကိုအသိမ့်ပြင်းပြီးအနာကပ်ဖို့အလုံးလက်ခွမ်းထဲမှာပဲလူနာကသေးတော့မယ်မင်းတို့ကအဝေးကနေဟန်တပြင်းပြင်းလှုပ်နေကြတယ်ဒီနားလာကြပါဟာ ဆရာကြီးပေးမှနှုတ်ရှားနေတဲ့အရေးစီကနေထွက်လာတဲ့တန်ကြောင့်ကာလာသားတွေအားလုံးတတိကြီးစွာထားပြီးအနာဟုတ်တိုးကပ်လာခဲ့တယ်။အနာရောက်တော့ဆရာကြီးခန္ဓာကိုယ်မှာထွက်နေတဲ့သွေးတွေကိုလုံချီဆုံးနဲ့တုတ်ပင်းနေတဲ့လူလက်ပိုင်းယောက်ျားတယောက်ကိုတွေ့လိုက်ရတယ်။ဟဲ့ကောင်လေးကြောင်ပြီးကြည့်မနေနဲ့သွေးတက်ရအောင်အရင်လုံးရမယ်။လူနာရောရွာလေးကိုခေါ်သွား။ရွာသားတွေလည်းမရရောက်လာမှမသိရဲ့လူတယောက်ရဲ့စကားကိုမလွန်ဆန်နိုင်ပဲညင်းညူအော်ဟင်းနေတဲ့ဆရာကြီးကိုထမ်းဖို့က ရွာတဲကိုခေါ်လာခဲ့လိုက်တယ်။တကူလုံးဓာတ်နဲ့မုံထားတယ်လို့ဒံယာပလက်ပွားဖြစ်နေရဲ့ဆရာကြီးကိုသွေးတိတ်အောင်လှုပ်ပြီးရဲ့ချိန်မှာတော့ဓမာယုံတိုင်းမှာထိုင်နေရဲ့လူကထလာပြီးမင်းတို့ဆရာကြီးကိုဒုက္ခပေးသွားတဲ့သူတွေကမင်းတို့လည်းမကြခင်ဒုက္ခရအောင်လှုပ်ကြအောင်ပဲထင်တယ်။အဲဒီလိုပြောလိုက်တော့ရွာသားတွေကကျုပ်တို့ဆရာကြီးကိုဘသူကခုလိုဖြစ်အောင်လုပ်လိုက်တာလဲ။ခင်ဗျားရောခုမှဘယားနေရုတ်တရက်ရောက်လာတာလဲ။ကျုပ်ကကိုလန်းကိုသွားနေရင် ခင်ဗျားတို့ဆရာကြီးလဲကြနေရအတွက်လို့ဝင်ကူညီလိုက်တာပဲရှိရဲ့စေတနာကိုမစော်ကားကြနဲ့အရခံမြင့်မြင့်နှက်ခမ်းမွေးဆာဆာရှိရဲ့လူရဲ့စကားကြောင့်ဦးလုံးကရွာသားတွေကိုလက်ကပြပြီးစိတ်မဆိုးပါနဲ့ဗျကျုပ်တို့စီရလူတွေကစကားပြောမတတ်ကြတာပါ။မောင်ရင်းကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။အဲဒီလိုပြောလာရင်ပြီးနေတာပဲ။လူတို့များမယုံတယ်လို့နဲ့ကျုံးမြင့်အရာ ပြောရမယ်ဆိုရင်ခမားတို့ရွာတော့မကြခင်ဒုက္ခရောက်တော့မယ်။ဟုတ်ပါတယ်စီရ။ အခုတန်ရာရသွားတဲ့ဆရာကလည်းအခုလိုပြောပါတယ်ကျုပ်တို့ရွာလောက်အေးချမ်းတာကျုပ်တို့ရွာပဲရှိရဲ့ဘလို့ကြောင့်ဒုက္ခတွေလာပေးနေကြလဲမသိရောပါဘူးဗျာအခုဒုက္ခပေးနေတဲ့သူတွေကအတော်ကြောက်ဖို့ကောင်းနေဗျကျောင်းမြင့်ပြောရရင်တော့နှကမ်းမွေးဆဆနဲ့လူရဲ့စကားမဆုံးခင်မှာဆရာကြီးတတိပြန်နေလာပြီးတော့ကျုပ်ပညာတွေကိုအစင်မြင့်လာပြီးထင်နေတာဒီမိစ္ဆာတွေနဲ့တွေ့မှ အများကြီးလိုအပ်နေသေးပါလားဆိုတာကျုပ်သိလိုက်ရတယ်မဟုတ်ဘူးဆရာကြီးဆရာကြီးပညာကမနှိပ်ဘူးဗျာ ဒါပေမဲ့အမားတစ်ခုခုကြောင့်သူတို့ရဲ့တိုက်ခတ်မှုကိုခံလိုက်ရတာ။ဘာကြောင့်ဆိုတာကာယကံရှင်ရပိုတိမှာပေါ့ဗျ။နှက်ခမ်းမွေးစားစားနဲ့လူရဲ့စကားဆုံးမှာဆရာကြီးမျက်နာကွက်ခနဲပြတ်သွားပြီးမှဟန်မပြတ်ပြန်နေရင်อืมကြောက်လေအခုမထနိုင်သေးဘူးဆိုတော့ဒီဟွာလုံးကြုံကြီးကိုအဲ့တရာပဲတာဝန်ယူပေးစေချင်ပါလေ။ဟာမဟုတ်တာဗျ။ကြောက်လို့ပညာစွမ်းသိမရှိရဲ့သူကဘလို့ကောက်ွယ်နိုင်မှာလဲ။ကိုကုတ်ကိုမနှိမ့်ချပါနဲ့လူငယ်လေး။ငါမလဲကြခင် မင်းသုံးလိုက်တဲ့ပညာငါမျက်နာတီအောင်လာရိုက်ခတ်တာကိုခန်းစားခဲ့မိရဲ့ငါအထင်မမှားဘူးဆိုရင်မင်းကအထက်လန်းပညာတီးရရက်ကိုကျွန်းကျွန်းကျင်ကျင်တက်မြောက်ထားတယ်ဆိုတာပဲအင်းဒီလောက်ထိကြုံကြောင်းသိနေတော့လဲစွမ်းတလောက်ကူညီပေးရတော့မှာပေါ့ဗျဒါနဲ့ခင်ဗျားတို့ဒီလောက်ထိဖြစ်အောင်လုပ်ခဲ့တဲ့သူတွေအကြောင်းကိုလည်းကြုံသိအောင်ပြောပြပါအောင်သူတို့အကြောင်းကိုမနှက်ကြရင်ကြုံပြောပြပါမယ်ဒီညတော့ကြုံနားကျင်ပြီဗျဟုတ်သားပဲ။ ခင်ဗျားလဲဒံယာရီနဲ့ဆိုတော့တက်တာတလူနားပါကျုပ်လဲချင်းနီရောအကဲခက်ပြီးစောင့်ကြည့်နေပေးပါမယ်ရွာသားတွေလဲဆရာကြီးကိုတွဲထုပြီးနေတဲ့အိမ်ကိုပြန်လိုက်ပို့တဲ့ချိန်ဧည့်သည်ကဓမာယုံပုံအားနေစင်းပြီးရွာထိပ်ဘက်ကိုထွက်လာခဲ့လိုက်တယ်ရွာပြည်ုံရောက်တော့အကိုင်းခက်တွေ ထူထပ်စွာပေါက်နေတဲ့တရက်ပင်အောက်ကိုသွားပြီးပင်စီကိုလက်နဲ့ပုတ်ကကဲကဲဒီပင်မှာနေတဲ့ပုပ်ကိုယ်တွေထဲမှာဝါအရင်ဆုံးသူကျုပ်စီလာခဲ့ပါအောင်ပြောလိုက်တော့တရက်ပင်ပေါ်ကနေ ဘုတ်ကနေဆင်းလာတဲ့အရေးတခုမြင်လာရတယ်။တကူလုံးဝမ်းမွေးရလို့အမွေးကျန်းနေပေါက်နေပြီ။လူသုံးဖန်းစာလောင်ရှိရဲ့ကိုလုံးနဲ့အကောင်ကကြောပေးရက်နေရင်ငောင်းကိုခေါ်တာဘာလို့ဖို့လဲ။အေးအေးတင်ရဒီမှာဝါရင်စုပ်ပုတ်ကိုထင်တယ်။ဒီမှာနေရဘလောက်ကြာပြီလဲ။ငါဒီမှာနေရ2 30ရှိပြီ။ဒါဆိုညနေရကဖြစ်သွားတဲ့ဖြစ်ပျက်တွေကိုတင်းတို့မြင်တွေ့ကြမှာပေါ့။အင်းငါတို့အကုန်လုံးမြင်ကြတယ်။ကောင်းပြီ ဒီရွာကဆရာကိုတန်ရာရတဲ့အထိလှုပ်ခဲကြတဲ့သူတွေကဘသူတွေလဲ။ဘာအတွက်ကြောင့်လှုပ်ရလဲဆိုတော့အမှန်တိုင်းပြောပါ။ငါတိရာဒီရွာဆရာမှာတီလာပိုင်းနဲ့ပတ်သက်ပြီးအားနည်းချက်ရှိနေတယ်။ဒီလိုအားနည်းအောင်လဲတမင်တကာလှုပ်ထားတာ။ပြောပါဦး။ဘလို့တမင်တကာလှုပ်တာလဲ။ဇလန်ကစိတ်ဝင်စားဖို့ကောင်းနေပြီ။လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကဒီနေရာမှာပဲဆရာဝိုင်းနဲ့ဆရာစိမ့်တို့ပညာပြိုင်ခဲ့ကြတယ်။အဲ့ဒီတုန်းက အခုဒီရွာမှာနေတဲ့ဆရာအနာရခဲ့တယ်။တောင်မကျေနဲ့တဲ့ဆရာစင်ရလူမြင်ခွင်ရနေနှစ်ပေါင်းအတော်ကြာပျောက်သွားခဲ့ပြီးတော့လူငယ်လေးလာမှအလွန်ချောမောလှပတဲ့မိကလေးတယောက်နဲ့တူဒီရွာအနီးတစ်ဝိုက်မှာပြန်ပေါ်လာခဲ့တယ်။အဲဒီတော့ဘာရီဆက်ဖြစ်လဲ။ဆရာစင်နဲ့ပါလာတဲ့မိကလေးကတခါတလေရွာထဲကိုမုန်းလာရောက်တယ်လို့လို့အကျေလာရောက်တယ်လို့လို့နဲ့မအူမလဲရောက်လာတတ်တယ်။တရမ်းမှာတော့ဆရာဝိုင်းနဲ့အထက်ရောက်တဲ့မိမအောင်ရီရီမောမောစကားပြောနေရတွေ့ခဲ့တယ်။ ဒါကြောင့်တင်ရဆရာရဲ့တီလာပိုင်းပြက်နေရဆိုပြီးပြောကျင်လာတာဟုတ်တယ်ဘာကြောင့်ဆိုတော့အရင်ကဆိုရင်ဆရာဝိုင်းလာပြီဆိုကျုပ်တို့အားလုံးအနားမှာနေလို့မရအောင်ပူလောင်မှုခံစားရတယ်ဒီနေ့မှာတော့ကျုပ်တို့အဲ့လိုခံစားမှုမရရှိခဲ့ကြအောင်ဒီညဖြစ်စင်မှာဆရာဝိုင်းကိုတိုက်ခိုက်ခဲ့တဲ့သူတွေကတာမန်လူတွေလားပညာသေးတွေလားမဟုတ်ဘူးတခုမှမဟုတ်ဘူးဒီညတွေ့လိုက်တဲ့သူတွေကတကူတော်မြေကြီးရေရှော့ဘွက်တွေပေးကြနေပြီးအသားတွေကလည်းဝါထိန်နေကြတယ် သူတို့ကမျက်တောင်လည်းမခတ်ကြသလိုကြောင်လန့်မှုလည်းမရှိကြအောင်။တင်ပြောတာကိုကျုပ်ပြန်စင်းစားလိုက်ပါဦးမယ်။ခုတော့တင်ပြန်လို့ရပါပြီ။နှက်ခမ်းမွေးစားစားနဲ့လူရဲ့စကားဆုံးမှာကြောပေးထားတဲ့ပုံကတရပင်မော်ကိုကုတ်တွေကပြန်တက်သွားခဲ့တယ်။နောက်တနေ့မနေ့ရောက်တော့ဓမယုံမော်ဦးလုံးရောက်လာပြီ။မောင်ရင်ရင်ဆရာကြီးကတော့ညာဖြစ်တဲ့အချိန်ကြောင့်မထနိုင်ဘူးဖြစ်နေတယ်။ဒီညာတော့သူတို့တွေဘလို့ဆက်လုပ်ကြမလဲမသိပါဘူးကွယ်။ အခုဖြစ်တဲ့ပြဿနာရဲ့အကြောင်းရင်းကိုသေချာမသိရတဲ့အတွက်ဒီတညတော့တတိဝတ္တရနဲ့နေကြရအောင်ပါပဲ။ဦးကြီးရိုးအနေနဲ့ကြောက်ခွင့်ပြုချက်မရပဲ။ညာဘက်အပြေကိုမထွက်ကြပါနဲ့လို့မှားကျင်ပါတယ်။အော်ဒါနဲ့မောင်ကြီးကကျုပ်တို့ရွာကိုရောက်နေရတရက်တောင်ပြေရောမယ်။ခုထိနာမည်မမေးရသေးဘူး။ဦးကြီးနာမည်ကဦးလွန်လို့ခေါ်တယ်။မောင်ရင်နာမည်ရအောင်။ကျောင်းနာမည်တက်ခိုင်ပါ။နာမည်မခေါ်ခြင်းလဲ။ဦးကြီးရိုးအဆင်ပြေသလိုခေါ်လို့ရပါတယ်။အေးပါအေးပါ။ကျောက်လေရွာသားတွေကို နေမဝင်ခင်ရွာတဲ့အရောက်ပြန်မှုတတိပေးထားပါတယ်။မောင်ရင်းနေနဲ့လူအပ်တာရှိရင်အချိန်မရွေးပြောပါ။အခုကဘာဖြစ်မလို့ပြင်မှန်းမသိရဲ့အခြေအနေဖြစ်တာမို့လို့ဦးကြီးရိုးကလည်းတက်နိုင်တဲ့ဘက်ကကူညီပေးပြရစေ။ဦးလုံးလည်းတက်ခိုင်ကိုစကားစမြည်ပြောပြီးလဲလုံငန်းဝင်ရန်ရွာပြင်ကိုထွက်သွားခဲ့တယ်။ညနေဆောင်တော့အလုဆင်းကြတဲ့သူတွေအကုန်ပြန်ရောက်လာတဲ့ချိန်တက်ခိုင်ကတော့ရွာပြင်နန္ဒမိတ်အဆက်မှာမိုင်းကင်စက်ကူတချို့နဲ့အလုရှုံနေခဲ့တယ်။ညဘက်ရောက်တော့တရွာလုံး အကြမ်းတမ်းများမကြားရလောက်အောင်တိတ်ဆိတ်ခြောက်ကန့်နေခဲ့ပေမဲ့တက်ခါရတော့ရွာဝင်မထိတ်အမောင်တုထဲမှာတစုံတယောက်ကိုစောင့်ဆိုင်းနေခဲ့တယ်။ညာတကောင်ရန်ချင်ရောက်တော့တော်ခွေတချို့ရဲ့ဥဒဏ်နဲ့တူရွာနီးနားကိုအရင်မဲမဲတချို့ချင်းကပ်လာခဲ့တယ်။တက်ခါလည်းအမောင်တုတွေကနေအခြေအနေကိုစောင့်ကြည့်နေခဲ့ရာအရင်မဲမဲတွေကရွာချန်စီကိုအဆက်နားလဲရောက်ဝအရှိကိုဆက်တိုးမလာတော့ပဲလာရလန်းတိုင်းပြန်လဲသွားတာကိုမြင်လိုက်ရတယ်။မကြခင်ရွာအမောင်တုတွေကနေ ထက်တုံးတုံးရှောင်းလာတဲ့လူတယောက်ကိုမြင်တော့ရွာထဲကိုပြန်မိုးလုံနေတဲ့တက်ခိုင်တယောက်အမောင်တူတဲကိုပြန်ဝင်လိုက်ပြီးကြည့်လိုက်တော့အသက်60ရွယ်လူကြီးတယောက်ကိုလာရအောင်မှမြင်လိုက်ရတယ်။ပြင်ကျန်းအင်ဂျင်ရှင်ကိုဝစ်ထားပြီးလွေတလုံးတွေထားတဲ့လူကြီးကရွာခြံစည်းရိုးအနားကိုရောက်တော့မုတ်ဆိုးထိုင်ထိုင်လိုက်ပြီးတက်ခိုင်မြုပ်ထားတဲ့အင်းစမတွေကိုဖယ်ရှားဖို့ကြိုးစားနေတဲ့ချိန်ဟဲ့လူခမရအတင်ရဲလာပြီလားအမောင်တူတဲကနေထွက်လာတဲ့တက်ခိုင်စကားကြောင့်ခိုးကြောင့်ခိုးဝဲလုံနေတဲ့လူကြီးကဘေးဘီကိုကြည့်လိုက်ပြီး လက်ဆက်သက်တော့မင်းလှုပ်ထားတာ ਉਹ ဟုတ်တယ်ဒီအစီရင်နေရကျုပ်လှုပ်ထားတာဒါနဲ့နေပါအောင်ခမ ्या ကဘာရည်ရွယ်ချက်နဲ့ဒီရွာကိုဒုက္ခပေးခြင်းနေရလဲဒီရွာကငါတို့မိသားစုကိုဒုက္ခရအောင်လှုပ်ခဲ့ကြတယ်ဒါကြောင့်တရွာလို့တည်ချင်းစိုးနဲ့တည်အောင်လှုပ်မလို့ဟဲ့ဒီလိုလှုပ်လို့ဘယ်ဖြစ်မလဲခမ ्या ကိုဒုက္ခရအောင်လှုပ်တယ်ဆိုတဲ့အကြောင်းပြချက်ကိုကျုပ်ကိုပြောပါအောင်ငါအထက်လန်းပညာကိုလိုက်စားရင်လမ်းလွဲပြီးအောင်လန်းပညာရောအထက်လန်းပညာကိုပါသုံးနိုင်တဲ့သူတယောက်ဖြစ်ခဲ့တယ် တောင်မဝါရသည်ရော့ငါ့ကိုလူတွေအလဲမှာမျက်နှာမဖော်နိုင်အောင်လှုပ်ပစ်ခဲ့ရလေသူကြောင့်ငါတို့မိသားစုရွာနေနှင်ထုံးခံထိခဲ့တာငါတို့ကိုမတူတယ်လို့မတန်တယ်လို့ဆက်ဆံခဲ့တဲ့ဒီရွာလူတွေအကုန်ငါအကြောင်းသိစေရမယ်ဒီလိုတော့လည်းဘယ်ဟုတ်ပါ့မလဲဦးကြီးရဘသူဖြစ်ဖြစ်အောင်နှမ်းပညာရက်ကိုတန်ကျွမ်းနေဆိုရရစိတ်ထဲစိုးရိမ်မှုတွေဖြစ်လာမှာပဲဒီအတွက်ကြောင့်တရွာလုံးကိုဒုက္ခရအောင်လုပ်မယ်ဆိုတာမဟုတ်သေးပါဘူးဗျဟဲ့မင်းမသိရပါဇက်ပိတ်ထားငါလှုပ်ချင်တာဒီရွာလူတွေကိုပဲ မင်းကဘေးကနေအတနေစမ်းမှာ။ဦးကျုပ်နေလို့ဘယ်ဖြစ်မလဲ။ကျုပ်တို့ဒီပညာကိုသင်ယူရရခုနှစ်ရက်သားသမီးဒုက္ခရောက်စေမဲ့မြည်သည့်ကိစ္စအောင်မစို့။ကုညီပေးမယ်လို့ဂတိသစ္စာပြုထားပြီးသား။ဒါကြောင့်ကျုပ်အတမနေနိုင်ဘူး။စကားကတော့အရင်ကြီးကျယ်လို့နဲ့မောင်ရင်ရ။ဒါဖြင့်လေငါ့ကိုအနိုင်တိုက်ပြီးဒီရွာကိုကဲတင်လိုက်ပေါ့။မင်းတက်ပညာမြင့်တဲ့သူတော်ဘလို့ဖြစ်သွားရဲဆိုတာမြင်နေမဟုတ်လား။ပြင်းချမ်းအင်ကြီးဝဲလူကြီးရဲ့စကားဆုံးမှာတက်ခါရပခုံးနှစ်ဖက်ကိုတွန့်လိုက်ပြီး ဒါဖြစ်လေကျုပ်ကိုအနိုင်တက်ပြီးမှရွာကိုဒုက္ခပေးပါဗျာ။တက်ခိုင်စကားဆုံးမှလူကြီးကမျက်မှောက်ကျုပ်လိုက်ပြီး ကိုမလွယ်ထားတဲ့လွယ်ရည်တရားနဲ့လက်တဆုံအရွယ်ရှိရဲ့ဘူးကိုထောက်ယူကရေကြီးပေါ်ကိုဖြန့်ချလိုက်တယ်။ငါးကောင်တွေကဒီသွေးနဲ့ကိုအယမ်းကြိုက်ကြတာ။မင်းတို့ကိုအရင်ထိန်းကြည့်ပါအောင်။အဲ့လိုပြောပြီးဘေးမှာရက်နေခဲ့တယ်။မကြခင်အမောင်တို့တွေကနေခြေကားရလက်ကားရနဲ့ပြေးထွက်လာကြတဲ့အရေးတချို့ကိုမြင်တွေ့လိုက်ရတော့တယ်။ဟမ်အလောင်းကောင်တွေပါလား။ တခါရဲ့အာမေရိတ်တန်ကြောင့်ပြင်ကျန်းအင်ဂျီဝစ်ထားတဲ့လူကြီးကဟဟပပရီးလိုက်ပြီးတိတ်ကိုတေးကြတာပေါ့ဒီပညာရက်ကငါအနှစ်နှစ်အလားလားလေ့ကျင့်ခဲ့တဲ့ဖုတ်သွင်းခြင်းပညာပဲတခါလေအပုပ်ရည်တွေတထောင်းထောင်းကြပြီးအသားရည်တွေဖောတုနေတဲ့အလောင်းကောင်တွေအနာမရောက်ခင်မှာပဲအသိရှိနေတဲ့တံပြန်စမအင်းကွက်ကိုထုတ်ကောင်းအရှိတလန်ကွာကိုပြစ်ချလိုက်တယ်ဆိုရင်ပဲရွှေအောင်တလက်လက်ထနေတဲ့အကာအကွယ်တစ်ခုကမြေကြီးတရနေထွက်ပေါ်လာခဲ့တယ် မင်းလည်းခေသူမဟုတ်ဘူးပဲပြင်းချမ်းအင်ကြီးဝယ်လူကြီးရဲ့ချီးကျူးတန်ကြောင့်တက်ခါရခေါင်းညွတ်ကခနေတက်တက်ပြုံးလိုက်ပြီးဒီတံပြန်စမဟုခမ ्या ဖုတ်ကောင်နေရဖြတ်နိုင်မှာမလားတက်ခါစကားကိုလူကြီးကဘာမှမပြောပဲလွယ်တဲကိုလက်ထက်ပြီးညညူအောင်ရှုံနဲ့ထုလုပ်ထားတဲ့အယုံနှစ်ခုကိုတံပြန်စမအရှိကိုပြစ်ချကမန္တန်တစ်ခုကိုရုတ်ဖတ်လိုက်တဲ့ဆိုရင်မယ်ရှုံယုံထုတွေကနေ ဝါချင်းချင်းအဆွဲနှစ်ခုနဲ့အလွန်အကြီးတန်းတဲ့နာနာဘဝနှစ်ကောင်ဖြစ်သွားခဲ့တယ်။တံတန်ပြောင်းနာနာဘဝတွေကဟုတ်ကောင်နေပြေးဝင်လာမဲ့တံပြန်စမားကွက်ရှိရနေရအောင်ဝမ်းရတိုးမောက်ကခန်းလိုက်တယ်ဆိုရင်ပဲပြောင်ပြောင်တဝိုးဝိုးဆိုတဲ့အတန်းနဲ့တူအနောက်ကိုဆဲပင်ခက်လွင်ထွက်သွားပြီးဒစစီဖြစ်သွားခဲ့တယ်။တက်ခါနဲ့ရုတ်တရက်ဖြစ်သွားတဲ့ဖြစ်ပျက်ကြောင့်တံပြန်စမားကိုကြည့်ရအကောင်အွယ်လှုပ်ထားတဲ့နေရာမှာလူတကူစာဝင်လို့ရတဲ့အပေါက်တစ်ခုပေါက်ထွက်သွားတာမြင်လာရတယ်။အဲဒီချိန် အလောင်းကောင်တွေကလင်းမြန်တဲ့ရှိတ်နဲ့ပေါက်ထွက်သွားတဲ့နေရာကနေတက်ခိုင်ရှိရဲ့ဘက်ကပြေးဝင်လာတဲ့ချိန်လေကျုံတန်းလိုအတန်တစ်ခုနဲ့တူအလောင်းကောင်တွေအယုတ်ကျိုးပြတ်တယ်လို့လဲကျသွားခဲ့တယ်။ဖြင်းချမ်းဝိလူကြီးကလည်းရုတ်တရက်အသက်မဲ့သွားတဲ့အလောင်းကောင်တွေကိုကြည့်ပြီးတခြားတရဝင်းနှောက်ရှက်မှန်တိရနဲ့အမောင်တုတဲ့ကူပြေးဝင်မှုစူးစားခဲ့ပေမဲ့ခြေအောင်နှစ်ဖက်ကလှုပ်မရအောင်ဖြစ်နေခဲ့တယ်။တက်ခိုင်လည်းသူ့ကိုစောင့်ကြနေတဲ့အင်းဆောင်ပုပ်ကူတွေအကူအညီပေးမှန်းသိရော့ အားတက်သွားပြီးအပေါ်ကိုမောကြည့်လိုက်တော့အင်းစမားကွက်တွေရေးဆွဲထားတဲ့ရက်တောင်ကိုင်ကမတည့်ရက်နေရဲ့ကိုဆောင်ပုပ်ကိုနှစ်ပါးအောင်မြင်လိုက်ရတယ်။လက်ဦးစရာသခင်ဖြစ်တဲ့အောင်မြတ်သာထွက်သွားပြီးနောက်ပိုင်းပြောက်ွယ်သွားတဲ့ကိုဆောင်ပုပ်ကိုနှစ်ပါးအောင်မြင်လိုက်ရတော့တက်ခိုင်အားတက်သွားပြီးမိမိကိုယ်ကရေးဆွဲတီးတွင်ထားတဲ့ခယူးခွေအင်းကိုထုတ်ယူကပြင်ကျန်အင်ကြီးဝစ်ထားတဲ့လူရှိရာဘက်ကိုပြင့်လွတ်လိုက်တယ်။အချိန်ချင်းခါခါဆန်းသက်သမျှမအောင်မြင်တဲ့ခယူးခွေအင်းကပြင်ကျန်အင်ကြီးဝစ်ထားတဲ့လူရဲ့ခေါင်းပေါ်မှာ လက်ရရည်သုံးကျင့်တိတိပြန်ဝဲပြီးရဲ့ချိန်လူတကူလုံးလေးပေါ်ုံမြောက်တက်လာတာမြင်လာရတယ်။မင်းမင်းငါ့ကိုဘာလုပ်လိုက်တာလဲ။ဟဲ့ငါ့ကိုလွတ်စမ်းတတိရှိငါ့ကိုလွတ်ပေးစမ်း။ရုံးကန်အော်ဟင်ရင်လေးဝေလိုရစ်ပတ်ခံတိနေရဲ့လူကြီးရဲ့ကိုရီးယားနေနီညိုကအလင်းတန်းနေအပြင်အနဲ့ရောင်အလင်းတန်းနေထွက်ပေါ်လာခဲ့တယ်။ထွက်ပေါ်လာတဲ့အလင်းတန်းနေကခယူးခွေပတ်ရဲ့အပြင်ကိုမထွက်ပဲအတွင်းမှာဝေးဝိုက်ကခေါင်းတက်တဲမှာရှိနေတဲ့စမားကွက်သေးကို တူးဝင်ပျောက်ွယ်သွားကြတာကိုမြင်လာရတယ်။ဆယ်မိနစ်ခန့်ရစ်ပတ်ပြီးရဲ့ချိန်မှာတော့လေပေါ်မှာလှည့်ခန့်ထိနေတဲ့လူကြီးကအယုတ်ကျိုးပြဲဆိုသလိုမြေပေါ်ပြုတ်ကျလာခဲ့တယ်။ခရူးခွင်အင်းကတော့ဗဒုံးတကောက်လို့ပြင်ကျန်းဝဲလူကြီးရဲ့တကူလုံးပေါ်ကိုလှည့်ပတ်ပြန်တန်းရင်ကြံရှိနေတဲ့အငွေတက်တွေကိုဆုပ်ယူခဲ့ရကနေအားလုံးကုန်စင်ပြီးဆိုတော့မှတက်ခိုင်လက်ပေါ်ကိုပြန်လဲရောက်ရှိလာခဲ့တော့တယ်။အတော့ကိုစိုးရတဲ့အပုပ်နဲ့နေပါလား။တရက်ပြည့်အနောက်ကနေထွက်ပေါ်လာတဲ့အတန်းကြောင့် တက်ခိုင်ဝမ်းတာအာရလှဲ့ကြည့်လိုက်ရာယောဂီဝိဆောင်ကိုတက်ရက်စွာဝိစင်ထားတဲ့ဆရာဖြစ်သူကိုမြင်လိုက်ရတော့တယ်။ဟာဆရာဘလို့ဘလို့ဖြစ်မေးချင်တာနောက်မှပဲဒီအလောင်းကောင်တွေကိုအရင်ရှင်းဖို့လုပ်ပါအောင်သူတို့ကထွက်တဲ့အပုံနံအတော့ကိုစိုးနေပြီတက်ခိုင်လည်းအောင်မြတ်တာစကားကြောင့်မြေပြင်ပေါ်မှာလဲကျနေတဲ့လူကြီးကိုဆွဲထုတ်လိုက်ပြီးတော့ခမည်းတော်အခုရွာသားတွေလက်ထက်အပ်လိုက်မယ်ဆိုရင်ဘာဖြစ်သွားမယ်တင်လဲကျုပ်ပညာတွေမရှိရတာသူတို့လောက်တာခံယုံမရှိရပါဘော့ ဟုတ်တယ်သူတို့ကခမ ्या ကိုတစားစီလုံးပြစ်ကြလိမ့်မယ်ဒါကြောင့်အခုချက်ချင်းဒီကနေထွက်သွားပါခမ ्या ကိုပညာသိမ့်လိုက်လို့မကျင်တဲ့သူတွေရှိရင်လဲကျုပ်စီကိုအချိန်မီ၍လာခဲ့ပါလို့စကားပလိုက်ပါတယ်တက်ခိုင်စကားအဆုံးမှာလဲကြနေရဲ့လူကြီးကရိုင်းတီးရိုင်းတိုင်းမတက်ထရက်ပြီး အမောင်တူတဲကိုဝင်ရောက်ပြောက်ကယ်သွားခဲ့တယ်ဆရာဒီအလောင်းကောင်းတွေကိုရှင်းဖို့ရွာသားတွေကိုအကူအညီတောင်းရတော့မယ်ထင်တယ်ဗျနေနေတက်ခိုင်ရွာသားတွေကိုဒုက္ခမပေးပါနဲ့သူတို့လာတော့လို့ ဟုတ်ပြန်သွင်းပြီးမူလနေအောင်ပြန်ပို့လိုက်အဆင်ပြေသွားတော့ပါလိမ့်မယ်။ဟိုအဲ့လိုလုပ်ဖို့ကျွန်တော်မှအဆင်မပြေတာ။တက္ခရဲ့စကားကိုအောင်မြတ်တာမကြားချင်အောင်ဆောင်ပြီးလဲကြနေရဲ့အလောင်းကောင်းကြီးရဲ့ပေါ်ကိုရွာတိမ်းမှာပေါက်နေရဲ့ညာမွေးပန်းကိုခူးယူပြီးတင်ပေးလိုက်ပြီးတော့ကဲဒီအနာတဝိုက်မှာကျင်းလဲကျက်စားနေကြတဲ့နာနာဘာဝဝိနာဘာဝအပေါင်းတို့အခုကျုပ်တို့အရှိမရှိနေတဲ့အလောင်းကောင်းကြီးရဲ့ကိုယ်တွေကိုခိတဝင်ရောက်ပြီးလာရလန်းတိုက်ပြန်သွားနိုင်မှုကုညီကြပါအောင် အဲဒီလိုပြောလိုက်တယ်ဆိုရင်ပဲပုပ်ပွားနေရဲ့အလောင်းကောင်တွေကချက်ချင်းမတက်ထားရကလာရလန်းအတိုင်းလှည့်ပြန်သွားခဲ့ကြတယ်။အားလုံးပြီးစီးသွားတော့မှအောင်မြတ်တာကမင်းရဲ့စိတ်ကူးအတွေးနဲ့ဖန်တီးထားတဲ့ခရုခွင်အရာမစိုးမကောင်းတဲ့ပညာရွက်တွေကိုစုံယူတဲ့စမအခိယာတွေကိုထဲ့သွင်းရေးဆွဲထားတဲ့အတွက်ပို့ပြီးတင့်တော်သွားတာတော်ပါပြီရဲ့ကျွန်တော်လည်းဆရာမရှိရဲ့နောက်ပိုင်းဘာလို့လို့လုံးဝမှန်းလဲမသိရနဲ့စိတ်ကူးပေါ်ရလှုပ်ကြည့်လိုက်တာပါမင်းခုနပညာနှုတ်လိုက်တဲ့သူမှာ အရန်အားကိုးရတဲ့မေညာဆိုတဲ့သမီးတယောက်ရှိရဲ့သူဟာမွေးရပါပညာပါတဲ့သူသူ့ရဲ့ထူးခြားချက်ကပညာကိုထုတ်ကျင်တဲ့အချိန်ထုတ်လို့ရတာပဲဒါကြောင့်ဒီရွာကစီဟာဒုက္ခရောက်ရတာပဲဟုတ်မယ်စီဟာဒီအကြောင်းတွေကိုသူလည်းဖွင့်ပြောရမှာရှက်လို့နေတူတယ်ကျွန်တော်တို့ကမျက်နှာချင်းမဆိုင်တော့ဘူးကဲမင်းဟာအခုအဖေဖြစ်သူကိုပညာသိမ်းနိုင်ပြီမဲ့တောင်ရကတော့သမီးဖြစ်သူကိုဘလို့ရင်ဆိုင်မလဲမသိချင်ဘူးလားပြတောင်ရက ခုနလူကြီးရဲ့တမီးဖြစ်သူနဲ့ဟုတ်လားအေးဟုတ်တယ်မေညာအသက်16နှစ်မှာလေစနေကျိုးကိုစီးပြီးတွားနိုင်တဲ့ပညာတဲ့တရားဖြစ်နေခဲ့တာဒါဆိုကျွန်တော်တို့သူ့ကိုတွားကူရမှာလားဟွန်းဟွန်းငါမကူညီဘူးသူဘယ်လိုလုပ်မလဲဆိုတာစောင့်ကြည့်လိုက်တော့မယ်အောင်မြတ်တာစကားအဆုံးမှာတက်ခိုင်တွေရဲ့တောင်ရရဲ့ရုပ်ပုံတံပေါ်လာခဲ့တော့တယ်ဟုတ်ကဲ့ပါရှင်စာရေးသူဇေယနာရမညရေးသားထားတဲ့ အောင်မြင်တာနဲ့မိစာနေပွဲဆိုတဲ့ဇာတ်လမ်းကတော့ဒီမှာနေပြီးဆုံးပါပြီ။ဇာတ်လမ်းလေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။